ျွန်တော်ကအိမ်တော်ရှင်ပါဇနီးဖြစ်သူနဲ့လင်မယားအတူနေတဲ့ကိစ္စဆောင်ရွက်ဖို့လုပ်တဲ့အခါ အမျိုးသမီးဘက်ကငင်းဆန်တာရန်လုတာတွေမကြမကြကြုံရတော့ကျွန်တော်ခြေလန်းတွေကမကောင်းတာတွေရဲ့ဘက်ကိုရိမ့်ရိုင်လာနေပါပြီဆရာရှရီအက်တရားတော်အရာဘယ်လိုရှိတယ်လဲဆိုတာရှင်းပြပေးပါဆရာဘစမီလာဟ်ရာဟ်မန်ရာဟီမ်ရှရီအက်က ခင်ပွန်းပေါ်မှာအမျိုးသမီးနဲ့ပတ်သက်တဲ့စာဝတ်နေရေးနဲ့ပတ်သက်တဲ့စာရဖြစ်အခြားသောတာဝန်ဝတ္တရားတွေကိုရှရီယတ်ကသတ်မှတ်ထားတယ်လို့ဇနီးမယားပေါ်မှာလည်းခင်ပွန်းရဲ့အမိန့်နာခံမှုနဲ့ပတ်သက်တဲ့တာဝန်ဝတ္တရားတွေကိုလည်းချမှတ်ထားတယ်အဲ့လိုပဲနေကာရဲ့မကဆတ်တစ်ခုကပါလဲဆိုတော့ဂျီနာကနေရှောင်ချင်းချင်းမိမိရဲ့ရှာဝတ်ရဲ့ဆန္ဒကိုမပိုင်တဲ့ပုံစံနဲ့ဖြည့်ရှင်းခြင်းကနေရှောင်ချင်းနိုင်မှုအတွက်နေကာရဲ့ပုံစံတစ်ခုကိုဒါရှရီယတ်ကသတ်မှတ်ထားပေးတယ်အဲ့လိုပဲ ဒါကောင်းယတနာတွေကိုဒါသမီးယတနာရရှိခြင်းဒါဒီရွယ်ချက်တွေရှိတယ်။အဲ့အတွက်ကြောင့်တဦးနဲ့တဦးအပြန်အလှန်မိမိတို့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ကတော့တော်တော်ပဲအရေးကြီးတယ်နေကမှာ။တယောက်ပေါ်မှာတယောက်မိမိတို့ရဲ့ဆန္ဒတွေဖြစ်ပေါ်လာတဲ့အခါမှာရှရီအူဇူရ်ဒဇုံတရားမရှိဘဲနဲ့ရှရီအတ်ကခိုင်လုံတဲ့အကြောင်းပြချက်အဲ့လိုမျိုးရှရီအတ်ကခွင့်ပြုထားတဲ့ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲနဲ့ငင်းဆန်ပိုင်ခွင့်မရှိဘူး။ အထူးသဖြင့်အမျိုးသမီးတွေဟာဒီသ်တော်မှာတမန်တော်ဆလ္လာလာဟူအလိဝါဆလမ်အမေရှိတယ်။အမျိုးသားကမိမိရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်မိမိရဲ့အမျိုးသမီးကိုခေါ်တယ်။အမျိုးသမီးကငင်းဆန်တယ်။အမျိုးသမီးကငင်းဆန်တယ်အဲ့ဒီခါမှာအမျိုးသားဟာဒေါရာနဲ့အဲ့ဒီညကိုသူဖြတ်တန်းလိုက်ရတယ်ပုံဆုံးလိုက်ရတယ်ဆိုရင်လေဟိုမနက်မိုးလင်းတဲ့ချိန်ကြီးဖရစ်စတာတွေကဒီအမျိုးသမီးပေါ်မှာလာနဲ့လုံနေတော်မူတယ်ဆိုပြီးတမန်တော်ဆလ္လာလာအလိဝါဆလမ်အမေရှိတော်မူတာ။ဒီအမျိုးသားအနေနဲ့မိကုံးမှာမိထားတဲ့အမျိုးသားအနေနဲ့နူးညံ့ချိုသားစွာနဲ့ချစ်ခင်ကျင်နာစွာနဲ့မိမိရဲ့ဇနီးမယားကိုဖြောင်းဖြားမယ်ပြောဆိုမယ် သူလက်ခံနိုင်အောင်ပြောဆိုမယ်မိမိဘယ်လိုမှပြောဆိုလို့မရဘူးဆိုရင်နှစ်ဖက်ဆွေမျိုးထဲမှာဂုံတီရရှိအဲပုံကိုတွေရှိတယ်အဲ့ဒီပုံကိုတွေရဲ့အကူအညီနဲ့ဒီအမျိုးသမီးကိုဖြောင်းဖျားပြောဆိုဖို့အတွက်ကြိုးစားမယ်ဒါလည်းပဲဒီအမျိုးသမီးကလက်မခံဘူးဆိုရင်နောက်ဆုံးရှရီယတ်ကမိမိမှာအင်အားရှိတယ်ဆိုရင်ဒုတိယရှာဒီလုပ်ဖို့အတွက်အခွင့်အရေးပေးထားတယ်ဘူနာရောလုံးပိုင်ဝင်မရှိမမီရမမီဇနီးမယားကမမီရဲ့ဆန္ဒကိုမဖြည့်စည်းတဲ့အတွက်နာကြာ is ပုံစံပုံစံနဲ့မမီရဲ့ရှာဝတ်ကိုဖြည့်စည်းပိုင်ဝင်မရှိဘူးဘူနာလုံးမယ်ဆိုတော့အဲ့ဒီဘူနာကမမီပုံမှာမဖြစ်မှာ